တင်ကိုလာပေါ့ဗောကာစီနိုကာစီနို like ညမပြမှာဆိုလို့ရှိရင်155မိုင်150အဲ့လိုမိုင်150အဲ့လိုမျိုးလေးပေါ့အကြီးပဲ bro that's just crazy ဆိုတော့ဒီနားလေးပြမယ်ကျော်ဖေးပေးမယ်စီကဈေးကတနည်းနဲ့နေမတူအားလုံးပဲမင်္ဂလာပါဒီ video လေးမှာတော့ကျွန်တော်အင်္ဂလန်က highway land တွေကဘယ်လိုမျိုးလဲဘယ်လိုရှိလဲဆိုတော့မေးခွန်းတစ်ခုကိုပဲဖြေသွားမဲ့ video လေးပဲဖြစ်ပါတယ်ဒီ video လေးကတော်တော်လေးပဲဖြစ်တဲ့အတွက်အားလုံးပဲ

Our dreams still shine. We close our eyes, the waves roll in. Feel the breeze on our skin. We're not bound by age or pain in our hearts. โอเคဒီလောက်ဆိုရင်သင်းတော်တော့ပြီးတင်တယ်ကျွန်တော်ပထမဆုံးအချက်ပြောချင်တာကတော့လမ်းအယူအဆလေးရယ်နောက်ပြီးတော့ကားရဲ့ဘယ်မောင်းလားညာမောင်းလားဆိုတာလေးပဲပထမအရင်ပြောချင်ပါတယ်ဘာလဲဆိုတော့အင်္ဂလန်မှာကလမ်းအယူအဆကကျွန်တော်တို့ဘယ်ဘက်မှာကတ်မောင်းရတယ်လမ်းပေါ်မှာဆိုလို့ရှိရင်ဒါပေမဲ့ကားတွေတော်တော်များတော့ညာမောင်းပဲဖြစ်ပါတယ်မြန်မာပြည်မှာဆိုရင်တော့ opposite သွားပါတယ်မြန်မာပြည်မှာဆိုလို့ရှိရင်တော့ညာဘက်ကတ်မောင်းရတယ်ကျွန်တော်တို့ဘယ်မောင်းကားတွေဖြစ်ပါတယ် ဒါပေမဲ့မြန်မာပြည်နဲ့ရှင်ပြီးတော့ပြောရဲဆိုတာကမြန်မာပြည်မှာလည်းချို့ဘယ်မှောင်ညာမောင်းနေလဲရှိပါတယ်ဒါပေမဲ့လန်ကတ်မောင်းရတဲ့ဟာရိတ်အယူဆလေးတွေကတော့နည်းနည်းလေးတော့ကွာပါတယ်ခုတော့ကျွန်တော်တို့ services ဝင်လာပဲဖြစ်ပါတယ်ဝေးနေတာ services solution ဘီနာနေပြီးတော့အပြာရောင်ဆိုင်လေးတွေပြရတယ်ဗောလေခုအဟိုင်ဝေးကနေပြီးတော့ services ကိုလန်ကွဲပြီးတော့ဝင်မယ်အင်္ဂလာမှာဘလိုကားမောင်းလဲဆိုတော့ကျွန်တော်ညာမောင်းကားနဲ့နောက်ပြီးတော့ဘေးဘက်ကမောင်းရမှာဖြစ်တယ် ရင်ကုန်လည်းရောနည်းနည်းလေးကွာတယ်ပြီးလို့ရှိရင်ဒီမှာ sign လေးလည်းမျိုးစုံပြရတယ် attraction နဲ့ tourist ဆိုလို့ရှိရင်ဒီလိုအညိုရောင်လေးအပြာရောင်ဆိုလို့ရှိရင်တော့ direction sign ကတော့အပြာရောင်လေးပေါ့လေဒီမှာပေါ်နေကြည့်လိုက်ရတယ်ပေါ်နေပြီးတော့ sign ပုံပြရတယ်ဘယ်ဘက်လမ်းသွားမလဲဘယ်ဘက်လမ်းခွဲရမလဲဆိုတာကိုကြည့်လို့ရတယ်အခုဆိုရင်ကျွန်တော်ဝင်မဲ့ services ကိုမှပြရတယ် sign ပုံမှာ Bacon's Field Extra Services ပြရတယ် အချို့ဆိုင်နေကြလို့ရှိရင်သေချာဒီတယောက်ပြရတယ်အဲ့ဒီ services ဆိုတာဘာစားဘာအစားတွေရှိလဲဆိုတာဘာစားရဆိုတာဘာဆိုင်တွေရှိလဲ KFC တို့ McDonald's Starbucks အလိုမောဟာလေးပြရတယ်ပေါ့လေခုတော့လမ်းခွဲပြီးဝင်နေပြီ Let's go Okay services ဆိုတာပါလေ services ဆိုတာကျွန်တော်မြန်မာပြည်မှာ115မိုင်ပုံစံမျိုးပဲခဏနားပြီးတော့လူတွေ အပေါ်တော်လေးရတယ် toilet လည်းတော်လေးရတယ်အစားအသောက်တွေလည်းရောင်းတဲ့နေရာတစ်ခုဖြစ်တယ် highway တွေမှာ services ဆိုတာရှိပါတယ် services တွေမှာလည်း welcome break ဆိုတာရှိတယ် welcome break ဆိုတာလည်း services တမျိုးပါပဲ services ဆိုတာက195မိုင်ပေါ်လေးအဓိကကတော့အဲ့ဒါပါပဲ we like we on it သူကဒီမှာ sign တွေပြရတယ် round about the end we ပြီးတော့ပြရမယ်ခဏလေးလို့ရှင်ရှင်မှတွေ့ရလိမ့်မယ်ဒီနေ့ကနေရာနေပွင့်နေမှာဆိုတွေ့ရတယ် asa ni shi le Leon, chopsticks mcdonald's or some guy wole yes sir who win it paradise is coming i can feel it near paradise is coming calling us here paradise is coming dreams come true paradise is waiting i can see you dream feels fresh and new no more is okay ဒါအခုဆိုရင်တော့ services ရောက်ပြီ Beaconsfield okay အခုဆိုရင်တော့ကျွန်တော် Beaconsfield okay အခုဆိုရင်တော့ကျွန်တော် Beaconsfield services ကိုရောက်ပြီဒါမြန်မာပြည်မှာဆိုလို့ရှိရင်155မိုင်150အဲ့လိုမိုင်150အဲ့လိုမျိုးလေးပေါ့ဒီမှာသူဆိုင်မှာပြရတယ် menu လေးတွေလည်းကြည့်လို့ရတယ်ဗာလေးရှိလဲဆိုတာကိုပြီးတော့ကျွန်တော်အထဲတဲ့ကိုလိုက်ပြမယ်အားလုံးပဲကျွန်တော်နဲ့ like ခင်ကြပါလို့ပြောရင်းနဲ့ တော့မဝင်ခင်လဲပါကင်မှာဒီမှာပါကင်ရှိတယ်ပါကင်မှာကားတွေဒီမှာရပ်ထားတယ်ဗောလေကားတွေကပါကင်ကတော့ free pay ရတယ်ပေးစရာမလိုဘူးလော်ရီတွေကားအကြီးတွေဆိုရင်တော့ဟိုးဘက်မှာသွားပြီးတော့ထိုးလို့ရတယ်ထဲတွေဝင်ကြည့်မယ်ကျွန်တော်မနက်စာပါမစားသေးတော့ပိုင်နဲ့စားနေပြီ let's go ဘာမပဲရောက်ပါရဲ့လဲအာမဖွင့်လောက်သေးဘူးချင်တယ်ဒီမှာဆိုလို့ရှင်လဲကျွန်တော်တို့ Starbucks ရှိတယ် Starbucks coffee zoom in လုပ်ပြီးတော့နည်းနည်းပြလိုက်အောင်မယ် and then top stick ကအခုပိတ်တယ်မနက်နဲ့စောနေလို့ leon လက်ရှိတယ်ဒီဘက်မှာဆိုလို့ရှိရင် the h smith ဒါမဟုတ်ပုံမှန်အစားအသောက်တွေပါဝယ်လို့ရတယ်ပေါ့လေဒါပေမဲ့ magazines တွေ it's a convenience store ပုံစံမျိုးလေးပေါ့ပုံမှန်ဆိုလို့ရှိရင် mns food ရှိတယ်အရှိမဆက်ပြမယ်ကျွန်တော် mess မစားသေးဘူးဆိုတော့ mcdonald မဟုတ်လို့ရှိရင် kfc စားဖို့တော့စဉ်းစားထားတယ်ပေါ့မဆိုလို့ရှိရင်အခု mns food ရှိတယ် mns food ကလည်း another convenience store နောက်တစ်ခုလို့ပြောလို့ရတယ်ပြီးရင် KFC လည်းရှိတယ် KFC စားလို့ရတယ်ပြီးရင်ထိုင်တဲ့နေရာတွေလည်းရှိတယ်ဟိုဘက်မှာတော့ KFC မှာမှာစားမလို့ဖွင့်မလားမသိဘူး I'm not sure whether it's open or not ဘယ်ဖွင့်နေဦးထင်လဲ and McDonald's လည်း Greg's လည်းရှိတယ် Greg ကကျွန်တော်ဒီမှာအင်္ဂလန်ကလူတွေမနက်စာစားတဲ့နေရာပြီး McDonald's လည်းရှိတယ်ဗောလေ Okay ကြည့်လိုက်အောင်ပါဆိုရင်ကောင်းမလဲလို့အဲ့မှာတော့ဘယ်လို ညီနေပြီးခြင်းနဲ့โอเคဒီမှာအခုကျွန်တော် KFC စောင်းလို့နည်းပါမယ်ပေါ့လေဘာမှရင်ကောင်းမလဲဆိုတော့ကျွန်တော်စနေကြပုံမှန် Connell's meal ဆိုတော့ဒီမှာ4 piece 3 piece အဲ့လိုမျိုးရှိတယ်ဘယ်လောက်လဲလဲရေးရတယ်3တုံး2တုံး4တုံးပေါ့လေ actually now i feel like don't know don't know now မှာစောင်း ပြီးရင် drink ကလည်းဒီမှာရွေးလို့ရရတာအကျင့်ပါနေဆိုတော့ three pieces regular fry နဲ့ Pepsi Max A ကလည်းဒီမှာရွေးလို့ရရဘယ်ကတောက်ချင်လဲဆိုတော့အကောင်လုံးပေါင်နဲ့ပေးရတယ်ပြီးတော့ကျွန်တော် screen မှာလည်းပေါင်လေးနဲ့အနေပြရမယ်ပေါင်နဲ့မြန်မာငွေနဲ့အခုပေါက်ဈေးနဲ့တချာရပေးမယ် screen မှာကြည့်လို့ရအောင်လို့ဟာမယ်ဆိုလို့ရှိရင် add to basket လို့ပြီးတော့ no thanks နဲ့ပြီးလို့ရှိရင် go to basket နဲ့ပြီးရင်မှာသူ order ပြန် set push proceed to check out continue နဲ့ပြီးလို့ရှိရင် အောက်မှာသူကဟိုဟာလေး reader cat reader လေးပေါ်လာလိမ့်မယ်ဘေးအပေါ်မှာအော်မပြမပေါ်လာသေးဘူးခဏနေအောင်အပေါ်မှာအပေါ်မှာ cat ပြရမှာ sorry sorry ဘေးအောက်မှာ cat reader လေး ਨੇ ဘယ်လောက်ပေးရမလဲဆိုတာလည်းပြရတယ်ပြီးလို့ရှိရင် cap ကို tap လိုက်အဲ့ဆိုရင်တော့ order ရပါပြီ။ခါကြီးချက်လို့ရှိရင် အောက်မှာ voucher လေးထွက်လာတယ်။ဒါမှမဟုတ်ရှင်လည်း voucher မထွက်လို့ရှိရင်တော့ order နံပါတ်ပြရပါလေ။ My your order is ticking. Sweet. အပြီးလို့ရှိရင် မအော်ဒါနံပါတ်ပြရဲပုံမှန်ဆိုဒီမှာ ticket ထွက်လာတယ်အဲ့တော့ ticket လည်းမလုံးခါကြရင်မထွက်လာဘူးမထွက်လာလို့ရှင်လည်းဒီနံပါတ်မှတ်ထားရင်ရပြီဟိုမှာပြီးရင် screen ပေါ်မှာပြန်ကြည့်လိုက်ကိုယ့်နံပါတ်က9000ခုဆိုရင်9000ခုပြောက်သွားပြီနံပါတ်ကဒီလိုရှိရင်ဒီ order မှာလာပြီးတော့ဆောက်လို့ရတယ် okay ကျေးဇူးဆိုတော့ကျွန်တော်မှားတာရပြီ hey where is my store of stores KFC ကကြောင်းနောက်မှာလေးနည်းဆွဲလာအောင်မင်းစာမစားရသေးဘူးခုနကကြောက်ပြောတဲ့အတိုင်းပဲနည်းနည်းဟိုပိုက်စာကျောင်းအဖေအစောကြီးပဲသူက morning person မနေ့အစောကြီးထပြီးတော့ငါးခွဲငါးခွဲတည်းရညိုးတာဆိုတော့ bro like ငါးခွဲတည်းရအခုပန်းနိုင်လေ like အခုက like 7နိုင်နေစင် crazy အော်ပါရတော့လေးစားနေကျောင်းမှာအခုကပါလေ4 3 piece 3 piece chicken နဲ့နောက်ပြီးလို့ရှိရင် အာလူကျော်ရယ် size ကအာလူကျော်အာလူကျော်ကြိုက်တာမှာလို့ရတယ်ပြီးလို့ရှိရင် drink ကလည်းကြိုက်တာမှာလို့ရတယ်ဗောလေပြောတခုရှိရယ်ကျွန်တော်စားနေတဲ့အနေနဲ့ပြောလိုက်အောင်မယ် four လေးကိုကျွန်တော် short ပြီးပြောအောင် like ကျွန်တော်ဗီဒီယိုထဲမှာလာပြီးတော့ meme ပြောပြောရတယ် four လေး four လေးပြောရရင်များတယ်တဲ့အော်ပြီးလို့ရှိရင်မကြည့်အောင်အာလူတစ်ချောင်းချောင်းအကြီးပဲ bro that's just crazy and then သူမှ sauce ကြိုက်တာတောင်းလို့ရတယ် you can ask for either ketchup or mayo，搞弄一下。这桌啊，你妈比啊 KFC 的咸，怪了。招牌就是味道嘛，招牌没个了事。The original crisp 啊，哦，actually，掉掉掉掉掉，喂喂。底下 crisp 啊，那不彪的，original 所罗咸度。 အပားနည်းနည်းလေးကွာတယ်မှာပြီးနေရှင်လို့ရှိရင်ကျော်ပြောရရုံပါဘာလို့ဆိုတော့ကျစားဘူးရယ် bro it's really different ဒီအပေါ်ကောင်းလာမှာ obviously also ဒီလိုမစားခင်မှာလက်စေးကြပါလို့ပြောချင်တယ်ကျွန်တော်လက်မစေးရသေးဘူးပြပါတယ် I'm joking I'm joking သိဘူးဟုတ်လားနေတော့လား okay ဆွဲလာအောင်မယ် peace peace ဖက်စီလေးနဲ့ โอเคဒီမှာကျွန်တော်တို့အမ်ဒီလိုနေရာတွေမှာလဲသူကဟိုဘာလို့ဘာခေါ်တာဘာချင်းကိုလာပေါ့ဗောကာစီနိုကာစီနို like um casino ဘာ like gambling လုပ်လို့ရတဲ့နေရာရေပေါ့အဲ့ဒါလေးကိုလည်းနည်းနည်းပြရပါမယ်ဒီက obviously uh, 18 plus ပဲဝင်ပြီးတော့ဆော့ပြီးတော့ကြည့်လို့ရတဲ့နေရာပေါ့ဒါပေမဲ့လူတော်များတော့မဆော့ကြတော့ဟို oh sorry မဆော့ကြဘူးဟိုဟာကျွန်တော်တိုက်ွားတယ် ဒါန်ဒါဆိုရင် no under 80က session နဲ့ attack ပဲဝင်ပြီးတော့ကြည့်လို့ရတဲ့အရာဖြစ်နေပါလေ။ Yeah ။ဒါပါပဲမနိုင်ပြောရှင်တော့ဟိုဒီက35မိုင်ပေါ့35မိုင်เนี่ยဒီလိုပါပဲပြီးလို့ရှိရင်ဒီမှာလည်းအစားအသောက်တွေပဲဝင်လို့ရတယ်အပေါ့တွေပါလည်းတော့လို့ရတယ်ပတ်စံပေးစရာမလိုဘူး Europe ဆိုရင်တော့ပေးစရာလိုတယ်တောက် track နေဒါဆိုလို့ရှိရင်ဒီကအစားအသောက်တွေလည်းဝင်လို့ရတဲ့ဆိုင်လေးလည်းဖြစ်နေပေါ့ Okay အခု ဒီလောက်ပါပဲဟိုနောက်နေ့မှနောက်နေ့မှအဆမ်းမပါဘူးနောက်မှဆက်ကြစို့ Okay let's go ဒီနေ့တော့ weather လေးကနည်းနည်းလေးကောင်းတော့ကျွန်တော် weather လေးအားလေးပြမယ်ဒီနေ့က2 no it's actually 17 degrees I'm the no it's actually really cold 15 degrees I'm the တော်တော်လေး weather ကောင်းတယ် It's good for a sun, sunny day. anyway တော့ကြောက်စို့ okay ခုနကျွန်တော်ကြောက်မင်းနဲ့ပြောနေတာဒီနေ့ဗီဒီယိုလေးကတော့နည်းနည်းလေးမျက်မှန်လေးပါတော့နည်းနည်းလေးမှန်ကြောင်ပုံစံလေးဖြစ်ပဲပေါ့လေနည်းနည်းလေးတော့ဘာလို့လဲဆိုတော့ဟိုဟာ highway တော့မှာဆိုတော့ကျွန်တော်မနက်စောရေးထားတော့မြက်ကမန်ဆိုရင်ကျွန်တော်ပုံမှန်ဆိုရင် context ဖြစ်တယ် context ဆိုတော့မြက်ကမန်ဟိုလေမြက်ကမန်တက်လို့ရှိရင် i can't like i can't sleep you know အဲ့လိုမရဘူးအဲ့လိုမရတော့အခု highway ဆိုရင်တော့အခု drop me မောင်းနေအောင် um ်နည်းနည်း doze off and အေးလို့ရတယ်ဗောလေအားကြောင့်မို့ဒီလိုမို့လေးအမ်မြန်မာလေးနဲ့ဒီနေ့ဗီဒီယိုလေးကတော့မတွေ့ဘူးလို့ရှိရင်အားလုံးပဲ Gen Z ဖြစ်တဲ့အတွက်ကျွန်တော် Gen Z ဖြစ်တဲ့အတွက်ဒီလိုလေးပြအောင်ပဲဗီဒီယိုလေးပဲဖြစ်ပါတယ်ကြိုပြီးတော့ disclaimer လုပ်ထားတာပြောကြပါစို့လို့ peace UK မှာကလမ်းက3မျိုးပဲရှိပါတယ်လမ်းက3မျိုးဆိုတာကားမောင်းနေရတဲ့လမ်း3မျိုးပဲရှိပါတယ်ပထမတစ်မျိုးကတော့ major roads major roads ဆိုတာ highway တွေ motorway တွေ motorway တွေကကြတော့ဟိုလူကူးမြင်းကြတွေမရှိတဲ့နေရာ pedestrian တွေမရှိတဲ့နေရာ speed နဲ့ high speed တင်ပြီးတော့မောင်းလို့ရတဲ့နေရာတွေက major route ဖြစ်ပါတယ်နောက်တစ်ခုကကြတော့ a routes a routes တွေကကြတော့ main routes တွေ mains ကကြတော့ကျွန်တော်ကားလမ်းမမောင်းတဲ့လမ်းမတွေအာမြို့တဲတို့မြို့အပြင်တို့သွားတဲ့လမ်းတွေပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ small routes အဲ့ဒါကတော့လမ်းကြားလေးတွေကျွန်တော်တို့အင်ရှိမာတို့အမ် ပန်းဂျန်နာကတော့အဲ့လိုမျိုးလေးတွေကတော့ small props လေးပဲဖြစ်ပါတယ်။နောက်တစ်ခုကျွန်တော်ပြောချင်တာကတော့ speed limit ပဲဖြစ်ပါတယ်။ speed limit ကကျွန်တော်တို့ highway ဆိုလို့ရှိရင်90 miles per hour ဒီမှာကသူ့ရဲ့ regulation က miles per hour နဲ့သွားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာပြည်မှာဆိုလို့ရှိရင်တော့ kilometers per hour miles per hour နဲ့ kilometer နဲ့ဘာကွာလဲဆိုလို့ရှိရင်1 miles per hour ကို ဒီလောက် kilometers per hour ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ speed limit ကဘယ်လောက်ပေးလဲဆိုတော့70 miles per hour အများဆုံးတင်လို့ရတယ် highway တွေ motorways တွေမှာမောင်းလို့ရှိရင်အဲ့တော့ကျွန်တော်ကလေဖုန်းလေးနဲ့ကြည့်ပြီးပြောမယ်အလွန်များလို့ oh လွတ်ရပါတယ် actually um 70 kilo 70 miles per hour က kilometer နဲ့ဆိုလို့ရှိရင်တော့112 kilometers per hour ပဲဖြစ်ပါတယ်အဲ့တော့ဒီမှာမြင်နေရှင်လို့ရှိရင်တရားပဲမောင်းလို့ရတယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးတော့ပုံမောင်းလို့ရတယ်ပေါ့လေ um နည်းနည်းလေးပုံမောင်းလို့ရတယ်တရာကြော်ပြီးတော့အဲ့ဒီမှာ70 miles per hour နဲ့ပြေးတယ်ကျွန်တော်တို့ဒီ small roads တွေ small ခုနပြောကျွန်တော်ခုနပြောရဲ what's going on ခုနကျွန်တော်ပြောရဲ small routes တွေဆိုလို့ရှင်တော့30 miles per hour မဟုတ်လို့ရှင်20 miles per hour ပဲပြေးတာပြေးတာပါတယ်ကျွန်တော်တို့ဒီလမ်းမတွေကြာလို့ရှင်ကျွန်တော်တို့ပြီးခဲ့တဲ့လွန်ခဲ့တဲ့2နှစ်3နှစ်လောက်က covid ဖြစ်တဲ့ဝါကြာတော့ကျွန်တော်တို့ အမ်လူတွေစပိန်စီးကြတယ်လမ်းလျှောက်ကြတယ် excite လောက်ကြတာအများရဲ့အတွက်အမ် UK မှာက20ပဲပေးတာပါတယ်ဒါပေမဲ့ဒါကတော့ကျွန်တော်ဒီလမ်းတွေအကြောင်းပြောရပါဘူးဒါကျွန်တော် highway motorway အကြောင်းပြောတဲ့ video လေးဖြစ်တာအတွက် okay အခုကျွန်တော်တို့သွားနေအရှိမဆိုလို့ရှိရင်ပြီး highway မှာလည်းဆိုလို့ရှိရင်တချို့နေရာတွေက hard shoulder ရှိတယ် hard shoulder ဆိုတာဘယ်ဘက်မှာကျွန်တော်အရှိပြမယ်နော်ခဏလေး hard shoulder ဆိုတာက highway မှာ Okay ရှုံးနေရာတွေမှာ heart chakra ဆိုတာ highway ရဲ့ဘဲဘချမ်းမှာ heart chakra လို့ရေးထားတယ်ပြီးလို့ရှိရင်သူက space လေးခြားထားပေးတယ် space ဆိုတာ land lane ထပ် ထုတ်ထားပေးတယ်အဲ့ဒါဘာလဲဆိုတော့အဓိက emergency ရဖြစ်တဲ့အချိန်ကြလို့ရှိရင်ရက်လို့ရတယ်ဒါပေမဲ့ it's no parking ဘလို့အချိန်မှမမရက်လို့မရဘူးဒီမှာဆိုလို့ရှိရင်တွေ့ရတယ် SOS အဝိုင်အောင်နဲ့ highlight လုပ်ထားတယ်ဒီဘက်မှာတို့လာအဲကြော်ရပဲဒီမှာအဲဆိုလို့ရှိရင်အဲ heart shoulder လို့ခေါ်တယ်ပြီးတော့ SOS ဆိုတာတကယ် emergency အချိန်တွေမှာရက်လို့ရတဲ့နေရာတွေဖြစ်တယ်ကားတိုက်တာတော့ပါလို့ဆိုလို့ရှိရင်ရက်လို့ရတယ်ပြီးလို့ရှိရင်သူဖုန်းနေပါလေလဲပြရတယ်ပေါ့ဖုန်းနေဆိုတာအဲဘယ်မှာခေါ်လို့ရတယ်တခုဖြစ်ခဲ့လို့ရှိရင်လမ်းမျိုး emergency ကိုခေါ်လို့ရတယ်သူ emergency နဲ့ကားလာလိမ့်မယ် အခုတော့ကျွန်တော် lane နဲ့ lane ကအခု lane ရှိတယ်ဒီဘက် lane မှာဟိုဘက် lane မှာလည်း lane ရှိတယ် lane 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 ဒါပေမဲ့ lane ရတစ်ခါကျရင်သေးသွားနိုင်တယ်များလည်းများနိုင်တယ်ဒီ hard shoulder ကထပ်ပါလို့ရှိရင် hard shoulder ကဒီ yoyo lane နဲ့ဘာကွာလဲဆိုတော့သူက solid line ချရတယ်အခုဆိုရင်အကုန်လုံးက dotted line နေပဲအဲ့လိုမျိုး line ချမြင်းပြက်နေပဲပေါ့ dotted ဆိုတာမြင်းပြက်လေးနေပဲဒါပေမဲ့ solid line ဆိုတာမြင်းမပြက်ပါဘူးမြင်းမပြက်တဲ့ဟာ โอเคအခုဟိုကသွားနေပြီပြီးရင်ကျွန်တော်အပေါ်ဆိုင်းအောင်ကြည့်ပြီးတော့သွားလို့ရတယ်။မအခုကျွန်တော်တို့သွားနေရမန်ချက်စတာဖြစ်တဲ့အတွက်မန်ချက်စတာ M56 ကိုသွားနေရဖြစ်ပါတယ်။โอเค let's go Okay now တခုကျွန်တော်ပြောချင်တာကတော့မြန်မာပြည်နဲ့ရှင်လို့ရှိရင်မြန်မာပြည်မှာကျတော့ရဲတွေဘာတွေက traffic control ကလမ်းမအောင်မှာရှိတယ်။အမ်စီကန်လိုက်လာလို့လည်းလူတွေကို um လိုက်ပြီးတော့ ဟိုလမ်းမအောင်မချတာပေးတယ်ဗောလေပေါ်တော့ BK ဒါပေမဲ့ chicken light နာမလိုက်တာတော့သူ့ဟိုပါဗောလေအမ်ဒါပေမဲ့ဒီမှာကျတော့အဲ့လိုရှင်အဲ့ဒါနဲ့ရှင်လို့ရှင်တော့အင်္ဂလန်မှာကကျွန်တော်တို့ကင်မရာတွေနဲ့ control လုပ်တာပဲဖြစ်ပါတယ်ကင်မရာတွေဆိုတာ speed နဲ့ sign လာနောက်ပြီးလို့ရှိရင် um parking နဲ့ sign လာအဲ့လို regulations တွေကိုကင်မရာတွေနဲ့ကြည့်ပြီးတော့ဘယ်ကားလဲပြီးလို့ရှိရင်မှားခဲ့လို့ရှိရင်ဒီကားကိုစာလှမ်းပြီးတော့ပို့တယ်ဒီအိမ်ဒီကားရဲ့ပိုင်ရှင်ရဲ့ ိမ်လိပ်စာကိုလှမ်းပြီးတော့ပို့ပေးပါတယ်ပို့ပေးပြီးတော့ fine ကောက်ပါတယ်အဲ့လိုမျိုးပေါ့လေအဲ့လိုမျိုးထိန်းချုပ်တာပေါ့ traffic control with speeding လေးနဲ့ပေါ့ပြီးတော့ license plate ကိုကြည့်ပြီးတော့အဓိကအဲ့လိုလုပ်တာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီ screen ပေါ်မှာတွေ့လိမ့်မယ်ကျွန်တော် two chevrons apart လို့ရေးထားတယ် sign board က two chevrons ပါလား chevron ဆိုတာလမ်းမှာတွေ့တဲ့အတုံးလေးတွေအဲ့ဒီအတုံးလေးတွေရဲ့နှစ်ခုနှစ်တုံးခြားပြီးတော့မောင်းမေးပါလို့ပြောတယ်ဘာလို့ပြောပြလဲဆိုတော့ तू ကအချိန်ရမ်းမြန်တဲ့မြန်တဲ့နေရာမှာအရန် highway က slippery ဖြစ်တာတော့မဟုတ်လို့ရှိရင် highway ကအရန် အနေအများတဲ့ highway တွေဆိုလို့ရှိရင်ဒီလိုမျိုး chevron စေးချပြီးတော့လူတွေကိုချိန်လို့ရအောင်လို့သူကချထားပေးတာဗောလေလမ်းမှာအဲ့လိုမျိုးလေး um ဆွဲထားပေးတယ်2 chevron စပါမောင်းပါဆိုလို့ရှိရင်2 chevron စပါမောင်းပေးကြပါဆိုရင်အဲ့လိုမောင်းပေးလို့ရပါတယ်အားလုံးပဲကျွန်တော်စီဖြစ်နေတာဗောလေဒီဟိုဟာမှာ Tesco မှာစီလာဖြစ်ရမှာဖြစ်ပါတယ်စီရဈေးကတနည်းနည်းမတူဘူးအခုဆိုလို့ရှိရင်ဒီကဘယ်လောက်လဲ129လား129ပေါ့လေ အမ်ဒီမှာချိလို့ရတယ်တလီတာကိုဘယ်လောက်ပေါင်လဲဆိုတာတက်တာပြလို့ရတယ်ပိတ်စာလေးပြပေးလိုက်ကျော်ဒီမှာတော့အပြည့်ဖြစ်မယ်စီကဒီမှာတက်စကိုအသက်တာဆုံးပဲကျောင်းအချင်တော့အဆိုးတို့ဘာလို့မှလည်းတက်တာရယ်အမေဒီမှာတော်တော်တက်တာရယ်ပါလေဒီမှာအပြည့်ဖြစ်မယ် highway ဒီမှာသူကအဲ့လို services နေရာတွေမှာ patcho ထည့်ပြီးတော့ဖြည့်လို့ရတယ်အဲ့ဒါအခုကျွန်တော်ဖြည့်နေတော့ peace ဘလောက်ချက်ရမလဲမသိဘူးဟို30နှစ်မှာ30နှစ်ပြတ်တယ်ဘာစီစဉ်နေတော့ပတ်သက်ပြီးတော့လဲကျွန်တော်နည်းနည်းပြောချင်တယ်မြန်မာပြည်နဲ့ရှင်လုံးရှင်တော့စီစဉ်တော့နည်းနည်းလေးပို့ပြီးတော့များပါတယ် ်ဒါပေမဲ့စီစဉ်လုံးတွေကိုကျွန်တော်တို့စီစိုင်းမြန်မာစီးရစီစိုင်းနေလို့ပါပဲအပေါ်ကနေစီစိုင်းအကြီးတွေကနေပြီးတော့သူကတကယ်နန်းနေပြရတယ်ဥပမာ100 139p solution 139p per liter solution အာဒါဘလောက်ပေါ့လေအမ်အလမိုလေးချတာပေးတဲ့ကိုအဲ့ဒါလေးကြည့်ပြီးတော့ဘယ်ဟာဘူတန်လဲပို့ပြီးတော့များတဲ့ဟာပို့ပြီးတော့နဲနဲတော့ဘူတန်တာပေါ့လေနဲတော့1လီတာကိုဥပမာ129ဆိုလို့ရှိရင် it's going to be um 190 129p which is really cheap uh 129p ဆိုတာက တပောင်နဲ့29ပြားပဲဖြစ်ပါတယ်ဟို P က100 100 P ဆိုလို့ရှိရင်တပောင်ဖြစ်တယ်မြန်မာပြည်မှာတပောင်ကမြန်မာငွေပေါင်စည်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ထင်တာတော့9000ရှယ်လားမသိဘူးအဲ့တော့အဲ့လောက်တော့ရှိတယ်အခုဆိုရင်တော့ကျွန်တော်တို့ toll gate ကိုစပြီးတော့မြင်ရလာပါပြီတော်နေအောင်မယ်နည်းနည်းလေးလိုသေးတယ်ခုန vlog မလို့ toll gate ကမရောက်နိုင်အောင်ဆောင်းရင်ဆောင်းနေတယ်အခု toll gate ကိုရောက်လာပြီဘလောက်ပေးရမယ်ဆိုတာလေးတစ်ချက်ပြောပြမယ် toll gate price က it varies ကောင်းပါလဲမူတည်တယ်ခုနကကျွန်တော်တို့ sign board ပြရတယ်ဒါပေမဲ့ sign board ကိုကျွန်တော် clip ထဲမှာမပါဝါဘူးလေမပါဝါဘူးရိုက်လို့လည်းမမီလိုက်ဘူးဘာလို့လဲဆိုတော့ကားမောင်းတာရမ်းမြန်နေပြီးတော့ကျွန်တော် camera ဖွင့်တာလေနေတယ်လက်ကအဲ့တော့မပါဝါဘူးဒါပေမဲ့သူဘာပြောရလဲဆိုတော့ကျွန်တော်တို့ဒီကားလေးအတွက်ဆိုလို့ရှင်တော့8 pound 30 pay ရတယ်10 pound 30ကျွန်တော် screen မှာတစ်ချက်ပြရမယ်10 pound 30ဆိုတာမြန်မာငွေဘယ်လောက်လဲသူ screen မှာပြရပေးမယ်ဒီမှာအခုရောက်လို့ရှင်သူကအမှ ကြောပြမယ် contactless ပုံစံနဲ့ sign book ကြီး um sign book ကြီးရဲ့အကြီးတွေအပေါ်မှာထားရဲပေါ့ပြီးလို့ရှိရင်အထဲထဲဝင်သွားရမယ်တို့မနေ့ပြောလို့ရှိရင်တို့မြန်မာပြတိုးကိတ်လို့ပဲ but but uh, there's a big but ကျွန်တော်နောက်မှထိုင်တော့တိတ်မတွေ့ရမှာဆိုတော့ဒီနားလေးပြမယ်ကျွန်တော်ဖေးပေးမယ် but မြန်မာပြရနဲ့ဘာကွာလဲဆိုတော့ လူရက်ပြီးစောက်နေပြီးတော့ပတ်ဆက်ကောက်တဲ့လူမရှိဘူး။မထပ်လိုက်တယ်။ထပ်တာနဲ့မီးသေးစိမ်းသွားပြီးတော့ openly ဖွင့်သွားတယ်။ဒီ openly ဖွင့်သွားတယ် what the hell is open ဖွင့်။အဲဒီအတန်လေးဖွင့်သွားတယ်ဗောလေ။အဲ့တော့ဒါလေးက toll gate ပဲဖြစ်ပါတယ်။ရှစ်ပေါင်30ပေးလိုက်ပြီးတော့အခုဆက်သွားနေပြီ။ကျွန်တော်သွားနေရင်လည်းတခုတည်းထားမိတာတော့ဒီ highway လမ်းမှာ car တော်ရှင်းတဲ့အရှိတော်ချက်ပြမယ်။ Wait, can you see? ောင်းမြလာလဲပါခြင်းသေးရယ်ကားတော်ရှင်းတယ်ဘာလို့လဲဆိုတော့ဒီမရောက်ခင်မှာ तू က6မိုင်17မိုင်လောက်လိုတယ်ကသူကြိုပြရတယ်ကြိုပြရတော့ကားတွေအကုန်လုံးတော်တော်များများကတခြားလမ်းကနေရှောင်းကြီးမောင်းကြတယ်တိုးကိမပေးခြင်းလို့ပေါ့လေအဲ့တော့နားလဲနိုင်ပါတယ် ဒါပေမဲ့ကိုရီးယားတော့အမြန်ရောက်ချင်တာနဲ့ပေးလိုက်ပါတယ်ပြီးတော့အားလုံးလည်းကြည့်အောင်လို့8 pound 30ကျတယ်ကားသေးလေးတကို contactless tap ပြီးတော့ပေးရတယ် cash နဲ့တော့ cash နဲ့လက်မခံလောက်တင်တယ် contactless ပဲ yeah i think it only says contactless ဆိုတော့အားလေးတခုတည်းထားမယ်အင်္ဂလန်လာလဲချင်တဲ့ကားမောင်းချင်တဲ့လူတွေအတွက် peace that's it okay ခုန gas ဆိုတော့ job parents တွေက netland မြန်တိပေးလိုက်လို့ cat ကိုဒီမှာလာလဲမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာနေကြဆိုတော့နည်းနည်း၃နေကြဟို၃နေကြလူတွေတော့တိတ်ပြီးတော့အထူးကြရင်မဟုတ်ဘူး like we're used to it but ဒီမှာလာလဲလူတွေတော့ကြတော့ cat နဲ့ပဲတော်တော်များအောင်သုံးရတယ်။ cash သုံးတာနည်းတယ်။ ဘက်စကာစီရဲ့နေရာတွေရောဘက်စကာစီလို့ရှိရင်လည်း contact less တမှာကြော်ပုံလေးပြရမယ် contact less ဒီ hello ဟာလေးကို tap လုပ်ရတယ် tube ဆိုတာ london tube london underground tube underground tubes underground train တွေစီးရရထားရစီးရအချိန်မှာလည်းဒီလိုမျိုး contact less ကတ်လေးတွေတွန်းလို့ရတယ် visa master anything that you can use for contact less um အဲ့ဒီကတ်လေးကိုတွန်းပြီးတော့သွားတာဖြစ်တယ်အင်္ဂလန်မှာအများစုကတော့အားလေးကိုချက်ပြောခြင်းနဲ့လာလည်းမဲ့လူတွေအတွက်လည်းအကျိုးရှိမယ်လို့ညွှန်လင့်ပါတယ် Peace. Ooh. Okay, အခုဒါလေးကိုကြည့်ပြီးတော့အားလုံးဝမ်းသာကြည်နေမယ်လို့မျှော်လင့်ပါတယ်ဂျီမင်းအလို့ရှင်လဲ sorry ပါ Okay, thank you so much for watching. I'll catch you guys in the next one. Peace out. Next one coming on Saturday. So, keep an eye out.